ိုးလေးထိုးလိုက်ပါမယ်မတတတတိုက်ဆိုတော့အတန်မြင်နေတာဖြစ်ပါတယ်ဒီ plug ဝင်လာမှာမမီးတွေလင်းအောင်တွေ့ရပါတယ် short ဖြစ်မှာဆိုလို့ပြန်ပိတ်လိုက်ပါမယ် hi အားလုံးမင်္ဂလာပါဒီနေ့တော့အားတွင်းတဲ့ခါမှာ short ဖြစ်တဲ့အတန်ကြားနေရတဲ့ဒီ power bank လေးတစ်လုံးကိုပြပြကြည့်မှာဖြစ်ပါတယ် select user အားပေးကြပါဦး ီမှာသတောင်း MAH ပါဝါဘန်လေးတစ်လုံးရောက်လာပါတယ်ဒီပါဝါဘန်လေးကတော့နည်းနည်းတော့ထူးဆန်းပါတယ်တာမန်ပါဝါဘန်လေးနဲ့မတူပါဘူးဒီမှာ input ကတော့ည90ကိုပေးရမှာဖြစ်ပါတယ်သူ output တွေကတော့ဒီမှာ12ဘူးရှိတယ်9ဘူးရှိတယ်5ဘူးရှိတယ် type c ရှိတယ် uu usb ရှိတယ်ပြီးရင်ဒီမှာ internet ချိုးတွေအတွက် အပေါက်တွေပါတာကိုလည်းတွေ့ရပါတယ်။ PD ဖက်ဖက်စွန်မှာ24ဘူ၊15ဘူ၊ချိန်ဘူခလုတ်လေးလည်းပါတာကိုတွေ့ရပါတယ်။ power ခလုတ်ကတော့ဒီပုံမှာတစ်လုံးပဲပါပါတယ်။ tune line plate လေးကိုဖြတ်ချင်ရောမော်ဒယ် DCS session wall input ကတော့100ကနေ140ဟို AC 50ဒါမှမဟုတ် 60Hz frequency အသုံးပြုလို့ရမယ်။ output က5 volt 9 volt 12 volt USB Type C PoE 50 volt 24 volt port ဆိုပြီးတော့ရေးထားတယ်ဘက်ထရီကတော့1400 mAh ဖြစ်ပါတယ် output power တော့16 watt ဖြစ်ပါတယ်အဲတော့ customer ပြောတာတော့ဒီ power bank လေးကိုအားသွင်းလိုက်မယ်ဆိုရင် shop ဖြစ်တဲ့အတန်ကြားနေရတယ်လို့ပြောပါတယ်အဲဒါတော့ဆန်းပြီးတော့အတွင်းကြည့်မှဖြစ်ပါတယ် အဲ့တော့ဒီမှာဒီ platform မှာ mic cloud လေးဖွင့်ထားပါတယ်ဒီမှာ mini လေးလင်းနေပါတယ်ဒီကြောင့်ဒီဒီ platform လေးကိုထိုးချင်မှဖြစ်ပါတယ်ဂျိုးလေးထိုးလိုက်ပါမယ်မတ်တတတတဆိုတော့အတန်မြင်နေတာဖြစ်ပါတယ်ဒီ platform ဝင်လာမှာမှာ mini လေးလင်းအောင်တွေ့ရပါတယ် short film မှာဆိုလို့ပြန်ပိတ်လိုက်ပါမယ် ကတ်စတမပြောတဲ့အတိုင်းပဲဒီအဝင်သားမှာ short ဖြစ်နေတဲ့အတန်ကြားရပါတယ်မိတွေပွင့်နေပါတယ်အဲ့တော့ဒီ power bank လေးပါဖြစ်လဲဆိုတာကိုဖြုတ်ပြီးတော့စစ်ဆေးခြင်းမှာဖြစ်ပါတယ်အားလေးရတော့နှစ်တုံးကြံသေးတာကိုတွေ့ရပါတယ်ဖြုတ်ဖို့အတွက်ကြတော့ school လေးတွေရှောင်ကြည့်တာ school တလုံးမှမတွေ့ပါဘူးအဲ့တော့ဒီကနေပဲကလန့်ပြီးတော့ခွာထုတ်လို့ရမယ်လို့ယူဆပါတယ် ဖုံးကတော့လွတ်လွတ်ကူကူပဲပြုတ်သွားတော့တွေ့ရပါတယ်တော့နားလေးမှာပဲမီးတွေကပွင့်နေတာဖြစ်ပါတယ်ဒီနားလေးမှာဒီနားလေးမှာကြည့်ရတာတော့ဒီနားမှာဒီနေ့လျော်မဲနေတယ်လို့တော့တွေ့ရပါတယ်ဒီနားလေးမှာပဲ ှော့ဖြစ်နေတဲ့အတန်ကြားရပါတယ်ဒီနာသဝိုင်းမှာစကစ်ပြားလေးကိုဖြုတ်ထုတ်ခြင်းမှာဖြစ်ပါတယ်။တော့ဒီတိုင်းမျက်မှန်းနဲ့ကြည့်ရတာတော့ဘာမှတော့မတွေ့ရပါဘူး။အဲတော့ဒီဒီရစကစ်ပြားလေးကိုဖြုတ်ခြင်းမှာဖြစ်ပါတယ်။အဲ့တော့ဘက်ထရီကိုတော့လည်းကလစ်လို့ယူဆပါတယ်။ဒါလေးကိုခဏဖြုတ်ထားမှဖြစ်ပါတယ်။ ပြင်ဒီစကေပြားလေးကိုဖြုတ်ထုတ်ခြင်းမှာဖြစ်ပါတယ်ထဲမှာဘက်ထရီလေးလေးလုံးပါတော့တွေ့ရပါတယ်ပြင်ဒါသူ့ရဲ့ main စကေပြားလေးဖြစ်ပါတယ်ဒီနားလေးမှာအမီးတွေပွင့်နေတာဖြစ်ပါတယ်တေချာလေးကြည့်မယ်ဆိုရင်တော့ဒီမီပလက်အဝင်ဒီအောက်ခြေနားလေးမှာနည်းနည်းလေးမီလောင် ထားတဲ့အရာလိုမျိုးပုံစံလေးတွေ့ရပါတယ်။ဒီနေ့တော့ရှင်းရှင်းလင်းလင်းတော့မမြင်ရပါဘူး။ဒီနားလေးမှာဖြစ်ပါတယ်။မီပလတ် AC အဝင်မီပလတ်အောက်နားလေးမှာမီးလောင်ထားတယ်လို့မျိုးတွေ့ရတာဖြစ်ပါတယ်။ဒီနားလေးမှာပါ။အဲတော့ဒီ socket လေးကိုဖြုတ်ထုတ်ကြည့်မှာဖြစ်ပါတယ်။ ဘက်ထရီအားဘယ်လောက်ရှိသေးလဲဆိုတာကိုတိုင်ချင်မှာဖြစ်ပါတယ်ပါရာမီတာကို20ကို DC မှာထားလိုက်ပါတယ်ပြီးရင်ဒီဘက်ထရီကိုတိုင်ချင်မှာဖြစ်ပါတယ်ဘက်ထရီက7.19ဘူလောက်ပြနေပါတယ်ဘက်ထရီအားနှလုံးနှလုံး 2P 2S ပုံစံမျိုးနဲ့ဆင်ထားတော့တွေ့ရပါလေအဲ့တော့ 2s ဆိုရင်တော့ view battery တလုံးကတော့4.2ဗိုလ်အားပြည့်တဲ့အချိန်မှာ4.2ဗိုလ်ရှိမှဖြစ်ပါတယ်အားနည်းတဲ့အချိန်မှာတော့3.7ဗိုလ်လောက်ရှိမှဖြစ်ပါတယ်ဆိုတော့4.2နှလုံးဆိုရင် series ဆက်ထားမယ်ဆိုရင် 8.4V ရှိမှာဖြစ်ပါတယ်အခုတိုင်းကြည့်တာကတော့ ဆွေဝါနိုင်ဆိုတော့အားတော့နည်းနည်းတော့နည်းနေတာဖြစ်ပါတယ်အဲ့တော့ဘက်ထရီကတော့ကောင်းနေသေးတယ်လို့ယူဆပါတယ်အဲ့တော့ဘက်ထရီကတော့ကောင်းနေသေးတယ်လို့ယူဆပါတယ်ဘက်ထရီကိုအားလေးတစ်ချက်တွင်းခြင်းမှာဖြစ်ပါတယ်ဘက်ထရီကကောင်းနေသေးတယ်ဆိုရင်အားဝင်မှာဖြစ်ပါတယ်အဲ့တော့တော့ ဒီမှာ mini power supply လေးရှိပါတယ်။ရောမီတာပလော့တန်လေးကိုဒီမှာခဏတက်လိုက်ပါမယ်။ဒီရင်ရော power supply ကို8.4 volt ချိန်လိုက်ပါမယ်။ဒီရင်ရော battery ကိုအတွင်းချင်မှာဖြစ်ပါတယ်။ ဘက်ထရီကတော့အားဝင်နေတော့တွေ့ရပါတယ်ဒီမှာ2.5 ampere နဲ့အားဝင်တော့တွေ့ရတယ်ဒါဆိုရင်တော့ဘက်ထရီကတော့ကောင်းနေသေးတော့တွေ့ရပါတယ်ဘက်ထရီကတော့ကောင်းနေပါသေးတယ်ဒီနားလေးမှာနားမမဲနေပါပဲဒီနားမှာဒီ component ဒီမဲမဲကြီးနဲ့ဒီနား socket ငုပ်ဝင်တဲ့နေရာနဲ့တစ်ဆက်တည်းပဲလို့ယူဆပါတယ်။ဟောမီတာလေးနဲ့တိုင်ချင်းမှာဖြစ်ပါတယ်။မီတာကိုတမ်းစကီမှာထားလိုက်ပါမယ်။ပြီးရင်ဒီနေရာလေးတိုင်ချင်မှာဖြစ်ပါတယ်။ ဆက်တွယ်လေးရှိပါတယ်အဲ့ဒါဒီနားလေးမှာတန့်ရှင်းလေးနည်းနည်းလောက်ပြီးချိန်မှဖြစ်ပါတယ် တော့ဒီနောက်လေးမှာ930ဆေးဘူးလေးနဲ့ပြန်ပြီးတော့တန့်ရှင်းလုပ်ပြီးခြင်းမှာဖြစ်ပါတယ်ရလေးကိုလည်းနည်းနည်းလေးတန့်ရှင်းလေးလုပ်ပေးချင်ပါပြန်ပါမယ်ပြီးရင်တော့ပြန်ပြီးတော့တတ်ဆင်ပေးချင်ပါဖြစ်ပါတယ် ိုလေးပြန်ပြီးတော့တက်ဆင်ပြရမှာဖြစ်ပါတယ်ဒီကဲမိနေအောင်ပြန်ပြီးတော့ဆော်ပေးမှာဖြစ်ပါတယ်။ဒီမိနေအောင်ဆော်ပေးရမှာဖြစ်ပါတယ်။ ီစိတ်ချရအောင်လို့ဒီအထည်ကနေလည်းခင်းနေတဲ့ဆော်ပြေးမှဖြစ်ပါတယ်ဒီအထည်ကနေလည်း ဲ့နောက်ဆိုရင်တော့ခင်းမိသွားပြီလို့ယူဆပါတယ်ဒီမီတာလေးနဲ့ချက်ထောက်တိုင်းချင်မှာဖြစ်ပါတယ်ဆက်တယ်တော့မိသွားပြီဖြစ်ပါတယ်ဆွေးကြောင်မီပလက်ချိုလေးထိုးပြီးတော့ဆန်းခြင်းမှာဖြစ်ပါတယ်ဒီပလက်ချိုလေးထိုးလိုက်ပါပြီ ြိုးလေးထိုးကြည့်ပါမယ်ဒီမှာမိဒန်လေးပြေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်မာမီအစိမ်းအောင်လေးမိတ်တုံမိတ်တုံလင်းနေပါတယ်ဒါဆိုရင်ဒီနားမှာတော့ short မဖြစ်တော့ဘူးဖြစ်ပါလေဒါဆိုရင်တော့အဆင်ပြေသွားပြီလို့ယူဆပါတယ်ဆိုရင်မိကလောက်လေးပြေးပြီးတော့

ေးရင်ပေါ်ဖုန်းလေးပြန်ပြီးတော့တက်ဆင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့တက်ဆင်ပြပါဖြစ်ပါတယ်